ိတ်သားတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ဟန်ကင်မူပါဆိုတော့ဒီနေ့အစီအစဉ်လေးမစားခင်မှာ channel subscribe လုပ်ပြီးနောက်ခေါင်းလောင်းနှိပ်ပြီးတော့ဒီပြန်လေးဖွင့်ကြည့်ပေးကြအောင်မြတ်တာရခင်ဗျာစီဆိုတော့ဒီနေ့မှာကတော့ပြီးခဲ့တဲ့ရပိုင်းကအပိုင်းဆက်နေနဲ့စတင်ပြီးတော့တင်ဆက်ပေးထားခဲ့တဲ့2025နှစ်မှာထွက်ရှိထားတဲ့အသစ်ဆက်ဆက် drama series One Life Gives You Tangerines ကိုအပိုင်းဆက်နေနဲ့ဆက်လိုက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီကားထဲမှာကျွန်တော်ရဲ့အချစ်တော်အာယူနဲ့ပပူကန်းတို့လည်းပါဝင်ထားတဲ့ drama series ဖြစ်ပါတယ်ပြီးတော့1960အခြေပြု ငယ်ကားချင်းနှစ်တရာမမေ့တာဆိုသလိုဇလန်းမျိုးကိုပုံဖော်ထားတာဖြစ်ပါတယ်ခင်ဗျ။ဆိုတော့မကြည့်ရသေးတဲ့သူတွေရှင်းလန်းပိုင်းတစ်ကနေရင်းစပြီးတော့သွားကြည့်လို့ရပါတယ်။ဒီနေ့မှာတော့အပိုင်း30ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒီပန်းဆောင်မှာတော့ဘူဆန်းကီကမူးယူနေပြီးတော့ရွာသကြီးမလို့ရတော့တာကိုစိတ်ညစ်နေခဲ့ပါတယ် ။ဘူဆိုင်ကတော့မူးယူနေပြီသူမိမဗတ်ရောင်းရံကိုပြောဆိုနေခဲ့တာပါ။ဘူဆိုင်ကတော့သူမိမကိုခေါ်နေပေမဲ့သူမိမကမလာခဲ့ပါဘူး။အားလုံးဘူဆိုင်ကဒေါသထွက်ပြီးတော့ဒီအိမ်မှာဘာလို့နေရလဲလို့អော်ပြီးတော့မေးနေပါတော့တယ်။ပြီးတော့ဘူဆိုင်ကသူမိမကယူလာပေးတဲ့ငွေနဲ့ထမင်းချက်စားပြီးသမီးကိုသေချာမကြည့်နိုင်ဘူးလားလို့မေးလိုက်ပါတယ်။ဘူဆိုင်ကဘယ်သူလဲတူလို့အဲ့လိုတွေဖြစ်နေကြလဲလို့ပြောလိုက်ပါတော့တယ်။အားလုံးဘူဆိုင်ကပြောဆိုစူညံနေတဲ့အတွက်တားပြေသူကထွက်လာခဲ့ပါတယ်။ ။ပူဆိုင်ကလေးသူ့ဘက်ကပါလာတဲ့သားကအမေဖြစ်သူ့ဘက်ကိုပါနေအောင်ဒေါသတွေထွက်နေခဲ့တာပါ။ဒါကတော့ပူဆိုင်ကသူ့သားအရင်လိုမတတ်မှတ်လို့သားအားကစားနေကမလာခဲ့တာလို့ပြောလိုက်ပါလိမ့်။ပြီးတော့သားဖြစ်သူကအမေကတရက်တော့မပြတ်ပဲသူတို့ကဓမေမှုပြင်ပေးနေခဲ့တာကြောင့်အမေဘက်ကပဲသူကတော့ပါမှာလို့ပြောလိုက်တာပါ။ပူဆိုင်ကတော့အမေအစ်စ်လဲလိုက်ခဏလေးပဲမလို့သွေးသားချင်းချင်းသွေးမကွဲကြဘူးဆိုပြီးတော့ပြောပါလိမ့်။ဒါမဲ့သားဖြစ်သူကတော့ခွဲပြီးနေလဲသူကအမေနောက်ကသာလိုက်သွားမှာလို့ပဲပြောလိုက်ပါတော့တယ်။ပြီးတော့သားဖြစ်သူကအမေရင်းလိုပဲဆက်ဆံတာကြောင့ အဖေဒါပို့ပြီးတော့တန်ရုံးစင်ရှိတယ်လို့ပြောလိုက်တာပါအဲ့နောက်မှတော့ဘူဆိုင်ကီယာတားကိုရိုက်ဖို့ကြံနေတဲ့အတွက်မိန်းမဝေးပြီးတော့တားရပါတော့တယ်တားဖြစ်သူကတော့အမေကိုနှမျောစရာတစက်မှမကောင်းတဲ့လူနဲ့ဆက်မပေါင်းဖို့ပြောပြီးမယ်အမေဖြစ်သူကတော့နားမထောင်ခဲ့ပါဘူးဘူဆိုင်ကီယာတော့သူမိန်းမကသူမပါပဲနဲ့သူမရှိပဲဘာမှမလုပ်တတ်တာကြောင့်ထွက်မသွားတာလို့ထင်နေခဲ့ပါလိမ့်ဘူဆိုင်ကီယာမိသားစုနဲ့အားလုံးကသူ့ပတ်စံနဲ့စားတောင်းနေကြတာမလို့အမြဲဆက်ပြီးတော့နေနေရမှာပဲလို့ပြောလိုက်ပါလိမ့် မေမဖြစ်သူကတော့ဆန်ဖြူသွားကျိုးတဲ့ဒီနေပြီးတော့ဘူဆိုင်ကီပါဆက်ဖြစ်မလဲဆိုတာကိုဆက်ပြီးတော့ဆက်ဆက်ကြည့်ရမယ်လို့တတွတ်တို့ပြောနေကြတာပါအဲနောက်မှာတော့တားကြီးကအငယ်မခန်းထဲဝင်ပြီးတော့သွားပြီးတောင်းချမ်းပါတော့တယ်ပြီးတော့ကြီးကောင်ဟျွန်းစုဘာလို့အဲ့ဒီအိမ်ကတားထဲမှာသွားပြီးတော့ပတ်သက်ရတာလေးလို့အော်ဟစ်ပြောဆိုနေကြတာပါအကြီးကောင်တော့ဒီမိသားစုနှစ်ခုကဘလို့မှမဖြစ်နိုင်တာကြောင့်ဟျွန်းစုရှက်ပြီးတော့တရားလိုက်မယ်လို့ပြောနေကြပါတယ်အားကြောင့်စကားအကောင်ပြောနေတော့မှရက်လိုက်ဖို့ဟျွန်းစုကိုသတိပေးနေကြတာပါအဲနောက်မှာတော့ဟျွန်းစုကထွက်သွားဖို့ကြိုးစားနေတယ် ။အိုမြောင်ခြေတလုံးကိုဆွဲပြီးတော့ငိုနေခဲ့ပါလေ။အိုမြောင်တော်ဟင်းစုအကိုအိုဆောင်တဲ့ဟန်ဝန်းတို့ကြောင့်လမ်းခွဲဖို့အတင်းပြောနေခဲ့တာပါ။အိုမြောင်ဟင်းစုပဲပဲသွားသွားသူ့ချစ်သူတို့မပြောဖို့တားနေပါလေ။ဟင်းစုကတော့လမ်းမခွဲခြင်းပေမဲ့အိုမြောင်ကအနိုင်ကျင့်ခံတာကြောင့်ကြောက်သွားခဲ့ပါလေ။အိုမြောင်တော်ဘလို့မှလမ်းမခံတာကြောင့်ဟင်းစုလည်းသူ့ကိုလမ်းခွဲထပ်ပြီးတော့အနိုင်ကျင့်ခိုင်းမယ်လို့အော်ဟစ်ပြောပါတော့တယ်။အဲ့နမှာတော့ဟင်းစုရိုက်ခံတာတွေကလည်းလွတ်အောင်ထွက်ပြေးလို့ရကြောင်းအိုမြောင်ကိုပြောပြနေပါ အန်နမာရဟင်းစုကအရိုက်ခံရတာတွေကနေလွတ်အောင်ထွက်ပြေးလို့ရကြအောင်အုံးမြောင်းကိုပြောပြနေပါလိမ့်။ဒါမဲ့အုံးမြောင်းကကစားရုံရူလာစကိတ်ကွင်းခြိဆောင်ထုံဘယ်နေရာကူမှသွားမရကြောင်ငိုပြီးတော့ပြောနေခဲ့ပါလိမ့်။အဲ့ဒါလဲအုံးမြောင်းစီကိုဟင်းစုအကိုတွေနဲ့သူတို့တငယ်ချင်းတွေဇက်တိုက်ပေါ်လာပြီးတော့အနိုင်ကျင့်နေကြလို့ပဲဖြစ်ပါလိမ့်။အဲ့လိုအနိုင်ကျင့်ခံရတာကြောက်တဲ့အုံးမြောင်းလဲဝမ်းနေပြီးတော့ငိုနေပါတော့တယ်။ရင်းစုကအဖေဖြစ်သူပူဆန်းကီကလည်းထပ်ပြီးတော့အုံးမြောင်းနဲ့တွေ့ရင်ခေါင်းကိုဂရုံတုံးပြီးဖုန်းကြီးချောင်းပို့ပြတော့မယ်အကြောင်းကိုပြောနေခဲ့တာပါ။ အာရောင်ဟင်းစုကတို့နှစ်ယောက်အတူတူထွက်ပြေးကြမယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတို့ကကလေးတွေကိုဖက်ကာဆိုင်ကြီးငင်းနဲ့ငိုလိုက်ကြပါတော့တယ်။အဲ့လိုနဲ့တစ်ဖက်မှာလည်းဂုံမြောင်ကရုံဘုံအင်ကိုသွားပြီးတော့လဲနေခဲ့ပါတယ်။အန်ဒီကရုံဘုံရဲ့မွေးနေ့ဖြစ်တာကြောင့်ရုံဘုံမေကလည်းအိမ်မှာရှိနေတာပါ။ရုံဘုံမေကတော့ဂုံမြောင်သူ့သားတယောက်တည်းနေတဲ့အိမ်ကိုဝင်ထွက်သွားလာနေအောင်သဘောမကျပါဘူး။တကယ်ကတော့ရုံဘုံကဂုံမြောင်ဝင်ထွက်နိုင်အောင်တော့အပိုကိုပွားပေးထားတာဖြစ်ပါတယ်။အဲ့နောက်မှာတော့ရုံဘုံမွေးနေ့အတွက်ရင်ကြီးဟင်းတို့လောက်ကြပါတယ်။ ကိုမြောင်းအိမ်မှာဘာမှမလုပ်ရတာကြောင့်အိမ်မှုကိစ္စလည်းကျွမ်းကျင်မလုပ်တတ်ပါဘူး။ရုံမုံမရတော့ရင်ကြီးဟင်းကြိုတောင်မခတ်တတ်တဲ့ကိုမြောင်းကိုအပြစ်ပြောချင်နေပါလေ။အဲ့လိုရုံမုံမိနဲ့ပြောရဆိုအဆင်မပြေဖြစ်နေချိန်မှာရုံမုံကပြန်ပြီးတော့ရောက်လာခဲ့ပါလေ။ရုံမုံကတော့သူချစ်တဲ့အမျိုးသမီးညောင်ကိုအတူတူမြင်လိုက်ရတာကြောင့်တကယ်ပြောစရာမွေးနေပါပဲလို့ပြောနေပါလေ။အဲ့လိုနဲ့ညသာတူတူစားကြတဲ့ကိုမြောင်းရုံမုံမိယူလာတဲ့ဂင်ချီကောင်းကောင်းပြောနေပါလေ။ပုံမှန်ဆိုကိုမြောင်းကထမင်းများကြီးမစားတတ်ပေမဲ့ရုံမုံမိသဘောကျအောင်နှစ်ပကံတောင်စားနေခဲ့ပါလေ။ ။ဒါပေမဲ့ယုံဘုံမေကတော့နည်းနည်းလေးတောင်ထဲမတွေးပြီးခဲ့ပါဘူး။အဲ့တော့မှယုံဘုံမေကဂုံမြောင်ယောက်ျားတယောက်အိမ်ကိုဝင်းကျင်လို့ဝင်နေတာအိမ်ကသိလားလို့မေးလိုက်ပါလေ။ယုံဘုံကတော့ဂုံမြောင်ဝင်းကျင်လို့ဝင်နေတာမဟုတ်ပဲသူ့မွေးနေဖြစ်နေလို့သာဒီကိုခေါ်လိုက်တာဖြစ်ကြောင်းကိုဝေးပြီးတော့ရှင်းပြနေပါလေ။ဒါပေမဲ့မေဖြစ်သူကတော့ယုံဘုံဝင်မပြောဘူးတားနေခဲ့တာပါ။အဲ့တော့ယုံဘုံမေကဒီအိမ်ကယုံဘုံအိမ်မဟုတ်ပဲသူ့အိမ်ဖြစ်တာကြောင့်ကိုမြောင်နောက်မလာလို့ရှိရင်ပိုကောင်းမယ်လို့ပြောလိုက်ပါတော့လေ။ရုံမုံမေကတော့နေအောင်စလုံးကြီးစားကြီးစားပုံစံနေဖို့လို့ပြောလိုက်ပါလေ ါမဲ့ရုံမောင်းနဲ့သူဂုံမြောင်နဲ့လက်ထပ်ဖို့အတွက်စဉ်းစားပြီးတော့တွဲနေတာဖြစ်ကြောင်းကိုပြန်ပြီးတော့ပြောခဲ့ပါတယ်။အဲဒါမှတော့ဂုံမြောင်ကသူ့မာနာတွေကိုထိခိုက်သွားတာကြောင့်အဲ့ဒီအိမ်ကနေချက်ချင်းကိုစင်းပြေးလာပါတော့တယ်။ဂုံမြောင်ရုံမောင်းရဲ့အိမ်ဟာချမ်းသာလေသူတို့ထက်နည်းနည်းပဲပို့ပြီးတော့ချမ်းသာမှလို့ပြောနေခဲ့ပါတယ်။တကယ်တော့ဂုံမြောင်နဲ့ရုံမောင်းကတကြောင်နဲ့တက်ခဲ့ကြတာပါ။ဂုံမြောင်လည်းသူကအိမ်မှာဆိုအဖိုးတန်တမိမလို့ရင်းကြီးဟင်းချုံမခတ်တက်လဲအပြစ်ပြောခံစရာမလိုဘူးလို့ပြောလိုက်ပါတယ်။ဂုံမြောင်လည်းဝမ်းနဲ့စိတ်တို့ဖြစ်နေခဲ့ပါတယ်။ ုံမြောင်ကဘလို့လောက်လောက်သူ့ကိုသဘောမကျမဲ့သူရှိမှကာခုံနေရတဲ့သူ့ရဲ့ပုံစံကိုအရန်ကိုမုံနေခဲ့တာပါအဲ့တော့မှတော့ဂုံမြောင်ကထမင်းတွေမတော်မတရားစားမိတာကြောင့်အစာကြီးဈေးတွေတောင့်နေရပါလေဂုံမြောင်ရုံးမုံအမေစီကလည်းတေချာပေါသဘောကျခံချင်တဲ့အတွက်အခုလိုတွေဖြစ်လာတာကိုဝမ်းနေနေခဲ့ပါလေဘသူမှဆိုသဘောကျတဲ့သူရဲ့အမေချစ်တာကိုခံချင်တာကြောင့်သူများအရင်ဂုံရွားတဲ့သူနဲ့လက်ထပ်ချင်တဲ့အတွက်ဂုံမြောင်အများကြီးကိုကြိုးစားထားတာပါအဲ့တော့ဂုံမြောင်ရုံးမုံကိုလိန်ပါတဲ့တာဓာမုတ်ကောင်းတဲ့ရောင်ကြပဲဆုံးဖြတ်ချက်နဲ့နေမလဲလို့မေးလိုက်ပါတော့တယ် ကိုမြောင်တို့တော့ဟိုဘက်ဒီဘက်နည်းနည်းစီမှာအကုန်ကောင်းနေသူဖြစ်ဖို့မလိုအပ်တာကြောင့် propose တွေဘာတွေမလုပ်ခင်ဒါအောင်ရင်စဉ်းစားဖို့အတွက်အကြံပေးပါတယ်။ဒါပေမဲ့ယုံမောတော့ဘယ်သူကမှမလုပ်နိုင်တာကြောင့်တခုပဲရွေးမရဘူးလို့စင်ကျင်ပေးပါတယ်။ကိုမြောင်လည်းသူ့ဖေကတော့အဲ့လိုဆုံးဖြတ်ချက်ကိုရွေးချယ်ပြီးတော့ယောက်ျားကောင်းလုပ်ခဲ့ကြောင်းကိုပြောပါတယ်။အဲ့နောက်ကကိုမြောင်အမေရဲ့သားနဲ့တော့အတူမနေနိုင်ကြောင်းယုံမုံပြောလိုက်ပြီးငိုပါတော့တယ်။နောက်တည့်မှာတော့ဘတ်ချုံဆော့ကပီကာဆိုမလုပ်တော့ပဲဘိုးစားမှာတထေးလိုချင်လို့အဖော်ချုပ်တွေစပြီးတော့ဆွဲပေးနေခဲ့ပါပြီ။ အဲ့တော့မှရုပ်ရှင်ကိုအပြင်မှာရုပ်ရှင်ကြည့်မလားလို့ line မင်းနေတဲ့ဒေါ်ကြီးကထပ်ပြီးတော့ရောက်လာပြန်ပါလေအဲ့ဒေါ်ကြီးကရုပ်ရှင်သာလားမကြည့်ပြီမဲ့ရုပ်ရှင်ပြမယ်ညတော့အတိအကျတိနေခဲ့ပါလေကိုမြောင်လည်းအဲ့ဒေါ်ကြီးကိုတခါမှလက်မှတ်မရောင်းဘူးတာကြောင့်ဘယ်ကနေလက်မှတ်ရောင်းလဲသိချင်နေပါလေအဲ့တော့မှတော့ကိုမြောင်အမိုက်ထွက်ပြေးနေအန်ဒီကြီးကိုတွေ့သွားပါလေအန်ဒီကတော့ချုံးစော့ဆွဲထားတဲ့ပိုစတာကိုလာကြည့်တဲ့သူတွေအမြင်ကိုမေ့နေခဲ့ပါလေပြီးတော့အန်ဒီကြီးကပိုစတာအနုပညာတက္ကသိုလ်ကျောင်းသားဆွဲထားတာဖြစ်ကြောင်းပြောနေခဲ့ပါလေ ါပေမဲ့ NGO ကပိုစတာတိထားမကြည့်ပဲရုပ်ရှင်ဝင်ထဲဝင်သွားတဲ့သူတွေကိုမကြည့်ဖြစ်နေတာပါအန်ဒီကတော့လူတွေတစ်ခါလေးတောင်ပိုစတာမကြည့်ပဲအထဲဝင်သွားရင်သူစိတ်မကောင်းဖြစ်ရတယ်လို့အနာအတွဲကိုပြောပြနေပါတယ်တကယ်တော့ကိန်းရုပ်ရှင်ဝင်အောက်ကမြေအောက်ခန်းမှာပီကာဆိုရှိနေခဲ့ပြီးတော့တထေးတယောက်အတွက်ဒီနေရာကလော်ရီပြတိုင်းလိုဖြစ်နေခဲ့တာပါအဲ့အချိန်မှာပဲတထေးကထွက်လာပြီးတော့လက်မှတ်ပြန်မရောမှုအော်နေခဲ့ပါတယ်တထေးကလက်မှတ်ပြန်အောင်တာကလူဖွဲ့စည်းကိုအန်ဒီရပြုတာဖြစ်လို့လက်မှတ်တွေပြန်မရောမှုပြောနေခဲ့တာပါအဲ့ကြောင့်လက်မှတ်ပြန်အောင်တဲ့လူတွေထွက်ပြေးသွားကြပါတယ် အတော်ကြီးကတော့သူ့လိုလူကိုလက်မှတ်ပြောင်းနေလူလို့ထင်နေတာကိုမကြင်မနက်ဖြစ်နေခဲ့ပါလေ။အဲ့လိုအတော်ကြီးထွက်သွားတာကြောင့်ဂုံမြောင်နဲ့အနောက်ကနေလိုက်ပြီးတော့ခေါ်ပါတော့လေ။သူနဲ့ဂုံမြောင်အတော်ကြီးကိုလက်မှတ်ရောင်းနေယုံနေခေါ်လာပြီးတော့ရောင်းလဲစားနေရုပ်ရှင်ကြည်သွားဖို့အတွက်ပြောပါလေ။ပြီးတော့ဂုံမြောင်ကလက်မှတ်တစ်ခုကိုထိုးပေးလိုက်ပြီးတော့တပတ်ခါပြမယ့်ရုပ်ရှင်အရန်ကိုကောင်းတာကြောင့်ကြည့်ဖို့အတွက်ပြောလိုက်ပါလေ။ဒါပေမဲ့အန်ဒီကတော့လူတိုင်းကိုပေးလို့မဖြစ်တဲ့လက်မှတ်ကိုသူ့ကိုပေးတာကြောင့်ဘယ်သူမှမမြင်ခင်မှာဂုံမြောင်ကိုပြန်ပြီးတော့ပေးပါလေ။ကိုမြောင်တော့ပြန်ပေးပြီးသူတို့ကိုတထေးကဝန်ထမ်းခွေနဲ့ပေးထားတာလို့ပြောပြလိုက်ပါတယ် အားကြောင့်ကိုမြောင်ကအချိန်နဲ့ရက်ကိုပြောပြပြီးလူမရှိတာကြောင့်ရုပ်ရှင်ဝင်ငှားထားသလိုကြည့်ရမယ်လို့ပြောပါလေ။အဲနောက်မှာတော့အန်ဒီကသူ့သားကိုအခုလိုသူရုပ်ရှင်ဝင်ထိလိုက်လာတာပေးမသိဘို့ကိုမြောင်ကိုပြောလိုက်ပါလေ။အန်ဒီကတော့သူဒီလိုပိုစတာတွေလာကြည့်တော့သူ့သားကမသိတာကြောင့်လှုပ်ဝက်ပေးထားဖို့ပြောပါလေ။ပြီးတော့ချွန်းစွာဓမိဘူးကိုယူပြီးတော့အပြင်ထွက်ပြီးပြန်လာတိုင်းမှာဈေးတွေပေးနေတာလို့ပြောပါလေ။အန်ဒီကတော့သူ့သားချွန်းစောကဘာတွေကိုရှက်လို့ဘယ်မှာဘာတွေဆွဲလဲတောင်သူ့ကိုမပြောပြတာလဲလို့တွေးနေခဲ့ပါလေ။ပြီးတော့အန်ဒီကအဲ့လို ပကြီအကြီးတွေကိုလူတိုင်းဆွဲနိုင်တာမဟုတ်တဲ့အတွက်ပကြီဆွဲတယ်ဆိုကပကြီဆရာပဲလို့ပြောလိုက်ပါတယ်။အတော့အန်ဒီကသူ့သားရဲ့လက်ရာကောင်းတဲ့ပကြီကားတွေကိုမြင်ကျင်လုံးလို့ဇောကန်နေတယ်လို့ပြောပါတယ်။အမေဖြစ်သူကတော့ချွန်းစောပကြီတွေကိုမူလာတန်းတဲ့ကအကုန်မြင်မှုနေပြီးအဲ့ဒါတွေကသူ့ဘဝရဲ့အနှစ်သာရတဲ့ကတခုပါပဲ။အဲ့တော့တထေးရောက်လာပြီးတော့ပီကာဆိုမပိုင်ပြဆိုင်ကိုပျက်စီးသွားမှာမလို့မဖြစ်မနေကြည့်ရမယ့်ဇက်ကားတွေတော့လက်မှတ်ထုတ်ပေးနေပါတယ်။ဒီမှာတော့အဲဆုံးတယောက်ကျောင်းကနေစိတ်ညစ်နေပြောင်းလာပါတယ်။အဲဆုံးရင်ငုံသမားတွေကအုံမြောင်းမေလို့ခေါ်လိုက်တာကြောင့် အဲဆိုလဲနောက်ကိုမခေါ်တော့ဘူးတော့ပြောပါတော့လေအဲနောက်မှာတော့အဲဆိုလဲသူသမီးဂုံမြောင်ဖုန်းကိုမျှော်နေပြီမဲ့သမီးကရီးစားရနေအောင်အဖေအမေကိုလည်းသတိမရတော့ပါဘူးဒါကြောင့်ရင်ကုန်သမားတွေကတော့မိဘသားသားသမီးတွေကိုပြုစုရမှာဖြစ်ပြီးသားသမီးတွေကတော့အိမ်ကနေတခါထွက်သွားရင်တမရထအလုပ်ပုံများသွားလိမ့်မယ်လို့ပြောပါတယ်အဲဆိုကတော့စိတ်ညစ်နေပဲအလုပ်ဆက်လုပ်ဖို့ပဲစူးစမ်းနေပါတယ်ရင်ကုန်းသမားတွေလည်းចောင်းကအုံမြောင်ဗိတ်ကြီးရလို့ထပ်ပြီးတော့ခေါ်လာလားလို့မေးလိုက်တာပါရင်ကုန်းသမားတွေကတော့အုံမြောင်ကဆေးလိပ်ရောင်းနေရဆိုတဲ့ကိစ္စကိုအဲဆုံးပြောပြလိုက်ပါတယ ။ဦးမြောင်ကုံစုံဆိုင်အောင်သွားပြီးတော့ရင်ကုန်းသမားတွေဝယ်ခိုင်းလာလို့လိန်ပြောနေတယ်ဆေးလိပ်တွေဝယ်ရောင်းလုံနေကြတာပါ။ပြီးတော့ဦးမြောင်က ပြန်ရောင်းတော့လဲဈေးတင်ရောင်းပြန်ပါလိမ့်။အားကြောင့်ရင်ကုန်းသမားတွေကတော့ကုံမြောင်ထက်ဦးမြောင်ဘလို့လူဖြစ်လာမလဲဆိုတာပိုလို့တောင်သိကျင်နေကြပါတော့တယ်။ရင်ကုန်းသမားတွေလည်းဦးမြောင်ပတ်စံလူလို့အခုလိုလောက်တာလားဆိုတာကိုတစ်ခါလောက်ဖြစ်ဖြစ်မေးကြည့်ဖို့အဲဆုံးကိုပြောလိုက်ကြပါလိမ့်။ရင်ကုန်းသမားတွေကတော့အဲဆုံးနဲ့ဂွမ်ရှစ်တို့ဟာကုံမြောင်ကိုဆိုအတန်းချိုတာပြီးတော့ဦးမြောင်ကိုဆိုအမြဲတမ်းကြံတန်းကြောင်ပြောပါလိမ့်။အဲဆုံးကတော့ကုံမြောင်ကသူနဲ့တူလို့ စိတ်ခံစားချက်ကအထီးမခံတက်ဘူးလို့ပြန်ပြောပါတယ်။အဲဒါကြောင့်ရေကုန်းသမားအတော်တွေလည်းအုံမြောင်းကိုပယ်ထားပြီးတော့သားသမီးကိုတယောက်တည်းကွက်ပြီးတော့မျက်နှာသာပေးတာမျိုးမလုပ်နဲ့လို့ပြောနေကြပါတယ်။ပြီးတော့ဂုံမြောင်းအဲဆွန်းနဲ့ဂွမ်းရှစ်တွေအဖိုးတန်လေးဖြစ်ပြီးတော့အုံမြောင်းကြတော့အချက်ရအောင်လောက်တာကြောင့်ရှက်နေရလားလို့မေးပါတော့တယ်။တပတ်မှာတော့ချုံဆောင်အမေကတထင်းနဲ့ဂုံမြောင်းတို့ပေးတဲ့လက်မှတ်တွေနဲ့တူရုပ်ရှင်လာကြည့်နေပါတယ်။အဲဒါအောင်မြင်နေရတဲ့ဂုံမြောင်းနဲ့ဗတ်ချုံဆောင်တို့လည်းအမေဖြစ်သူကိုကြည့်ပြီးတော့သဘောကျနေကြပါတယ်။ချုံဆောင်ကတော့ဂုံမြောင်းပေါ်ခဏခဏတင်နေတဲ့အကျွေးကိုဘယ်လိုဆက်ရမလဲလို့ပြောပါတယ် အဲဒါကြောင့်ကိုမြောင်လည်းနောက်ကျဈေးကြီးနဲ့တင်ရောက်လို့ရအောင်အားတဲ့ခါမှာပကြီးဆွဲပေးဖို့ပြောလိုက်ပါတယ်။ကျွန်းစောကဒီရုပ်ရှင်ကသူ့မိပထမဆုံးကြည့်ဘူးတဲ့ရုပ်ရှင်မလို့ကိုမြောင်ကိုထပ်တဲလေးကျေးဇူးတွေတင်နေခဲ့တာပါ။ကျွန်းစောရဲ့မိကတော့အခုမှရုပ်ရှင်ကိုသိထားကြည့်ဘူးတာကြောင့်ရုပ်ရှင်ထဲမှာစီးမျောပြီးတော့သဘောတူကျနေခဲ့ပါတယ်။အဲဒါမှာတော့ရုပ်ရှင်ဝင်တဲ့ကနေကျွန်းစောနဲ့ဒီကိုမြောင်မှာထွက်လာပြီးတော့ကျွန်းစောမိကိုပြန်လိုက်ပို့ပါလိမ့်။ကျွန်းစောမိကတော့သူကြည့်လာတဲ့ရုပ်ရှင်ထဲကဇက်ကောင်တွေနဲ့ဇက်ဝင်ခန်းတွေကိုတားဖြစ်သူကိုပြောပြပြီးသဘောကျနေခဲ့ပါတယ်။ပြီးတော့ကျွန်းစောမိကသူ့သားကို ဇက်ကောင်တူတူနဲ့တူတယ်လို့ပြောလိုက်ပြီးတော့တင်းရင်ကြက်ကြက်လက်ကိုဆွဲထားခဲ့ပါတယ်။အန်နိုနဲ့ချုံးဆောအမေဖြစ်သူကိုဂုံမြောင်းအတွက်ပေးချင်တာရှိလားလို့မေးလိုက်ပါတယ်။အမေဖြစ်သူကတော့ဂုံမြောင်းအင်္ဂလိပ်စာမေးတာကမှန်းသိသွားတာကြောင့်သူစီမားရှိနေတန်ဖိုးကြီးအင်္ဂလိပ်စာအုပ်တွေကိုထုတ်ပေးပါတယ်။ဂုံမြောင်းတော့အရန်များတဲ့စာအုပ်ပုံကိုကြည့်ပြီးတော့အာနာနေခဲ့တာပါ။အဲတော့ဘတ်ချုံးဆောအမေကတော့လူတွေကသမီးကိုပို့လို့ခြင်းပြီးတော့တနေ့မှာ365ရက်ပဲတပုံစံနဲ့တူတူရှိနေအောင်တားရဲလေးအကိုမြင်လိုက်ရတာကတိတ်ပြီးတော့မထူးခြားသလိုပဲလို့ပြောနေခဲ့ပါတယ်။ အဲ့တော့မှတော့ဂျွန်ဆော့အမေကသူ့အတွက်ဂုံမြောင်ဖန်တီးပေးတယ်ဒီနေလေးကိုတတိယနေမှာပါလို့ပြောလိုက်ပါတယ်ဂုံမြောင်လည်းအာဟာသင်းစရာလို့ကိုလှုပ်ခဲ့သလိုခံစားလိုက်ရပြီးတော့ဝမ်းသာနေခဲ့ပါတယ်အဲ့လိုနဲ့ထဲပေးတဲ့စားအုပ်တွေကများလုံးတာကြောင့်ဂျွန်ဆော့လည်းဂုံမြောင်မနိုင်လောက်ဘူးလို့သူ့အမေကိုပြောလိုက်ပါတယ်အမေဖြစ်သူကတော့ဂုံမြောင်ကိုတဲခိုင်းမှာမဟုတ်ပဲဂျွန်ဆော့ကသာမလိုက်ပါလို့ပြောလိုက်ပါတယ်အဲ့တော့မှတော့ဘတ်ဂျွန်ဆော့နဲ့ဂုံမြောင်တို့ကညသာနေနဲ့လမ်းမှာခေါက်ဆွဲဝင်စားကြပါတယ်ဂုံမြောင်တော့ခေါက်ဆွဲကျွေးပြီးတော့ဂျေဇုဆတ်တာထက်ဂျွန်ဆော့ကောင်မလေးကသူ့အခန်းရှိမှာ ခဏခဏဖဏလာချွတ်တော့ကူပြောပေးဖို့သာပြောနေခဲ့ပါလေဒါမဲ့ချွန်းစောကတော့သူတို့ကြားမှာဘာဆက်ဆံရေးမှမရှိတော့ကြောင်းဒါတွေမပြောဖို့ပြောပါလေတကယ်တော့ဘူးဆုံးကသူလက်မထခင်မှာတစ်ခုလုံးချင်တာကလွင့်ရင်ဘာမှမရှိပါဘူးအဲအကြောင်းကိုမြောင်လေးကောင်းပါလေးကတခြားလူနဲ့လက်ထပ်မအောင်လက်ပိုက်ကြည့်နေပါလားလို့မေးလိုက်ပါလေချွန်းစောကဘူးဆုံးလက်ထပ်မှာကဖီလုံးခေါဆွဲဆိုင်ပိုင်ရှင်းရဲ့တားဖြစ်တာကြောင့်အိမ်တော်ပြုတ်ဖို့တကယ်ကိုပြည့်ပြည့်စုံပါလေလို့ပြောလိုက်ပါလေကိုမြောင်တော့ဘူးဆုံးသာတွန်းဆုံနေမယ်ဆိုရင်ချွန်းစောကိုဖြောင်းဖျားဖို့ပြောပြနေတာပါ ကိုမြောင်ချုံစောမေချုံစောကိုရမ်းချစ်တာအာသာချပိတ်လို့ပြောလိုက်ပါလေအဲတောင်ချုံစောကလှုပ်ချင်တာလှုပ်လို့ရပြီတော့ဘာလို့ပုံဆွဲနေဦးမလဲလို့ကိုမြောင်ကမေးပါလေကိုမြောင်တော့သူလည်းမိဘတွေရဲ့အဖိုးတန်လေးဖြစ်ပေမဲ့အဖေမေတို့ကဂုံရွားတဲ့သူမျိုးဖြစ်အောင်ဘယ်လိုလုပ်အောင်လဲဆိုတော့ခေါင်းထဲမှာအမြဲတမ်းတွေးခဲ့ဘူးပါလေချုံစောတော့လူတွေအားလုံးနဲ့တီးခွင့်ရရင်မကောင်းတဲ့ယာရီလည်းတီးလာမှာမလို့သူ့ဘက်လိုက်မပြောဘဲကိုမြောင်ကိုပြောနေခဲ့ပါလေအဲ့တော့မှတော့အမေဖြစ်သူကကိုမြောင်ကိုဆက်သွယ်နေမဲ့ကိုမြောင်ကတော့ပြန်မရောက်သေးပါဘူးတကယ်တော့အဲဆုံးကအဖွားဖြစ်သူအိမ်ကိုရောက်နေခဲ့တာပါ အိမ်မဆိုးတွေကလည်းမထားအောင်တမီးဖြစ်သူနောက်ကြမှာပြန်ဥတာကိုအရန်စိတ်ပူနေခဲ့ပါတယ်။ဦးလေးဖြစ်သူကတော့ဘိုးဘေးတွေနဲ့ပတ်သက်ပြီးတော့အိမ်မမတာဖြစ်နိုင်တယ်လို့ပြောပါတယ်။တကယ်တော့အဲဆွမ်းငငယ်တော့ကကြော်ပွဲနေမှာအဲဂီတောင်ကုန်းပေါ်မှာပဲခုခုဖြစ်ခဲ့တာပါ။အဲနေရအဲဆွမ်းကကြော်ပွဲအတွက်ထင်းကျောက်တွေတည်လာတော့ဒေမင်းလုံခေါ်နိုင်တဲ့ဗစင်းနှက်ကိုမြင်လိုက်ရပါတယ်။အဲကြောင့်အဲဆွမ်းကတခြားကောင်တွေမမြင်ရတဲ့ဗစင်းနှက်ကိုလိုက်ဖမ်းမှုဆုံးဖြတ်လိုက်ပါတယ်။အဲလိုလိုက်သွားတဲ့အဲဆွမ်းကအဲဂီတောင်ရဲ့ဘတ်စမတ်တိုင်းစီကိုရောက်လာခဲ့ပါတယ်။ မတိုင်မှာတော့အနက်ဝမ်းဆက်ဝတ်ထားတဲ့မျိုးသမီးကရှိနေပြီးတော့အဲဆုံးကိုလန့်ခုံနေပါလေ။အဲနောက်ဒေါ်ကြီးကခြေထောက်နာနေရာကြောင့်ဘတ်စကားစီးဖို့ဆဲပြားစီးတို့အကျွေးလဲပေးဖို့အဲဆုံးကိုပြောပါလေ။အဲဆုံးလဲပြီးတော့ပြန်လာတဲ့ခါမှာတော့ဒေါ်ကြီးကနောက်ဆင်ထပ်စီးရမှာမလို့တယ်လီဖုန်းတိုင်နောက်ကလမ်းကြားမှာဂေါ်ပြီးတော့ရောင်းတဲ့သူကိုရှာပြီးတော့အကျွေးလဲလာခဲ့ဖို့ထပ်ပြီးတော့ပြောပြန်ပါလေ။အဲလိုသားအဲဆုံးလဲပေးမယ်ဆိုရင်အကျွေးစီးနှစ်စီးပေးမယ်လို့ဒေါ်ကြီးကပြောလိုက်ပါလေ။အဲကြောင့်အဲဆုံးကခြေထောက်နာနေတဲ့ဒေါ်ကြီးတို့အမြန်ပြေးသွားပြီးတော့အကျွေးသွားလဲပေးပါလေ။ ါမှမဟုတ်အဲ့ဂေါ်ဘီတို့ကားနာရောက်ခံနေမှာပဲအမေဖြစ်သူကလမ်းဆွဲပြီးတော့အဲဆုံးကိုတားလိုက်ပါတယ်အမေဖြစ်သူလည်းလမ်းတကြားကြည့်နေပြီးတော့အဲဆုံးလက်ထက်ကပတ်စံလေးကိုမြင်ကအံ့ဩနေပါတယ်အဲဆုံးကဒီရက်ကွက်ကိုတခါမှမလာဘူးတဲ့အမေကိုမြင်ပြီးတော့အံ့ဩနေခဲ့တာပါအဲ့ချိန်မှာပဲဂေါ်ဘီတို့ကားကမောင်းထွက်သွားပါတော့တယ်အဲ့နောက်မှာတော့အမေကအဲဆုံးခေါ်ပြတဲ့အချိန်လိုက်ကြည့်တော့မှတ်တိုင်မှာခြေောက်နာနဲ့အမျိုးသမီးကရှိမနေတော့ပါဘူးအဲ့တော့အမေလည်းအဲဆုံးကိုတင်းကြပ်ကြပ်ဖတ်လိုက်ပြီးတော့တပ်ပြင်းတွေချနေခဲ့ပါတယ်တေဂရိုင်းနေကအဲဆိုးမေကသူသမီးကိုထင်းချောင်းတွေမှာတဲခိုင်းစီကျင်လာကြောင့ ရောက်ခမအိမ်ကိုသူကိုယ်တိုင်ထင်းကြောက်တွေလာပြီးတော့ပို့တာပါ။ဒါပေမဲ့အိမ်မှာအဲဆိုးမတွေ့ရကြအောင်အမေဖေးသူကတောင်းပေါ်တက်လိုက်တောင်းအောင်ဆင်းလိုက်နေလိုက်ရှာနေခဲ့တာဖြစ်ပါတယ်။အဲနောက်အမေဖေးသူကအဲဆိုးရလာတဲ့အကျွေးစီးနဲ့ပတ်ဆံကိုတောင်းပြီးတော့ခုံထဲပေါ်မှာပဲပြန်တင်ခဲ့ပါတယ်။အမေဖေးသူကတော့ဒေါ်ကြီးရဲ့မျက်နှာပုံစံအဲဆိုးကတိလိုက်တဲ့အတွက်ဒေချာပြန်ပြီးတော့မေးနေခဲ့ပါတယ်။အဲဆိုးကတော့ဒေါ်ကြီးရဲ့မျက်နှာဖြူဖြော့ပြီးတော့လက်ကောက်မှာလည်းထူးဆန်းတဲ့ချစ်ရာရိရှိတယ်လို့ပြောပြလိုက်ပါတယ်။အမေဖေးသူကတော့အဲဆိုးကိုထိတဲ့ဘသူ့ကိုမဆိုဒီတိုင်းမထတာကြောင့်မြေလန်ရှာပါတော့တယ်။ အဲ့လိုနဲ့အမေဖြစ်သူကလာဝဲတဲ့အမျိုးသမီးတိုင်းရဲ့လက်ကောက်ကိုဆွဲကြည့်ပါတော့တယ်။အပေါင်းအသင်းတွေကတော့ဂျဲကျူကမိန်းမတွေအားလုံးရဲ့လက်ကောက်ကိုလိုက်ကြည့်နေတာကြောင့်ဈေးမြောင်းအောင်ပဲနေရလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ဖြူပြပြောက်အမျိုးသမီးတယောက်ရောက်လာပြီးတော့ခယူလာဝဲပါတယ်။အဲ့လိုဈေးလာဝဲနေအောင်ယောက်ျားတယောက်ကရောက်လာပြီးတော့အမျိုးသမီးကိုစကားလာပြောပါတယ်။အဲ့ယောက်ျားကလေလွတ်လိုက်မလို့တောင်းစားခိုင်းဖို့ဘာလို့ကောင်းမငငယ်လေးထဲပေးနေရလဲလို့မေးလိုက်တာပါ။အမျိုးသမီးကလည်းခယူတွေကိုကင်နေနဲ့ယူစင်ကောင်းမလေးတွေပဲလိုချင်တာကြောင့် သူမြင်ခဲ့တဲ့ကောင်မလေးကကွက်တီပဲလို့ပြောလိုက်ပါလေ။အဲဒီမှာပဲအဲဆိုးမေကအမျိုးသမီးလက်ကိုဆွဲကင်ပြီးတော့အမအယုရှိမရှိကြီးလိုက်ပါတော့တယ်။အဲလိုကြီးလိုက်တော့မှဒီမျိုးသမီးကသူသမီးကိုတောင်းစားခိုင်းဖို့လာဖမ်းမှန်းကိုတီးသွားပြီးတော့စပင်းဆောင်ဆွဲပါတော့တယ်။ဂျေဦးကျုံကလူတွေနဲ့အမျိုးသမီးနဲ့အမျိုးသားကိုတေးအောင်ဝိုင်းကြိုက်ပြီးတော့ဖမ်းပြစ်လိုက်ပါလေ။ဦးလေးကတော့အဲတုန်းကအဲဆိုးမေကယောက်ျားနှစ်ပတ်လည်မှဖြစ်ခဲ့တာကြောင့်အဖေကကယ်တာလို့သာ ပြောခဲ့တာပါ။တကယ်တော့မှတော့အဲဆိုးကသူ့မေကိုယ်တိုင်ကပဲကယ်တင်ခဲ့တာဖြစ်ပါလေ။ အဲ့တော့မှတော့အဲဆုံးကသူသမီးစီဖုန်းဆက်ပြီးတော့ညာအိမ်မဆိုးတွေမတ်တဲ့အကြောင်းကိုပြောပြလိုက်ပါလေပြီးတော့ဂုံမြောင်ဘယ်ဒီသွားနေလို့ညာနောက်ကြမှာပြန်အောင်ရတာလဲလို့မေးပါလေအဲဆုံးကသူကအမေဖြစ်တဲ့အတွက်သမီးဘာလို့လို့သိတယ်လို့ပြောလိုက်တာပါပြီးတော့အဲဆုံးကဂုံမြောင်ဟာသူတို့လင်မယားရဲ့မျက်နာမလို့အိမ်ရဲ့ဒေါက်တိုင်ပြက်စီးသွားရင်မျက်နာပြက်ရမှာလို့ပြောလိုက်ပါလေအဲကြောင့်ဂုံမြောင်လည်းအမေဖြစ်သူဘဝမှာသူကလွဲပြီးတော့ဘာမှမရှိလာလားလို့မေးလိုက်ပါလေအဲဆုံးလည်းခေါင်းကြောမာတဲ့သူသမီးကိုတပုံစံနဲ့တူတဲ့သမီးသား တခါလောက်မွေးကြည့်ဖို့ပြောလိုက်ပါတော့တယ်အဲ့တော့ကွမ်းရှိခန်းထဲဝင်လာပြီးတော့နေတိုင်းကလစ်တွေဝယ်ပေးနေရတော့မှနေတိုင်းပျောက်နေရပဲလို့ပြောကာပြုတ်ကြနေကလစ်ကိုတင်ပေးနေပါတယ်အဲဆိုတော့သမီးကိုပဲစိတ်တူနေတာကြောင့်ကွမ်းရှိလည်းဘာအိမ်မက်တွေမက်လို့ဒလိုဖြစ်နေရတာလေးလို့မေးလိုက်ပါတယ်အဲ့ညမှာလေပင်းတွေတိုက်နေပြီးတော့ဂုံမြောင်တယောက်ငငယ်ကစပိတ်မှောက်လို့အမေကိုအော်ခေါ်တဲ့အကြောင်းအိမ်မက်မှတ်နေခဲ့ပါတယ်အဲဆိုတော့လည်းအညမှာပဲဒုံမြောင်လေးနဲ့ပတ်သက်ပြီးတော့အိမ်မက်ပြန်မက်ခဲ့ပါတယ်အဲဆိုတော့အဲ့တုန်းကအဖြစ်ပြက်ကိုပဲထက်လက်လက်အိမ်မက်ပြန်မက်နေပြီးတော့ညီးတွားနေခဲ့တာပါ ဒါတော့ကွမ်ရှစ်လဲနိုးသွားပြီးတော့သူမိမဘာရီမတ်နေလို့အဲ့လိုဖြစ်နေရလဲလို့ပြောကခေါင်းကိုပုတ်တက်ပေးနေခဲ့ပါတယ်။တကယ်တော့အဲဆုံးကအိမ်မက်ထဲမှာအဲ့ဒီနေ့ကသူသားတွေထွက်သွားတာကိုမြင်ပြီးတော့အိမ်ထဲကိုပြန်ဝင်လာခဲ့ပါတယ်။ပြီးတော့အဲဆုံးကဒုံမြောင်းကိုဇုံးကောက်ပေးပြီးတော့အမောက်ခေါ်ပြီးတော့အမြန်ပြန်လာမှမလို့စောင့်နေဖို့မှားနေခဲ့ပါတယ်။အဲဆုံးကမျက်ရည်လေးဝဲနေခဲ့ပြီးတော့ဂုံမြောင်းကိုပြန်ခေါ်လာပြီးရင်ဒုံမြောင်းကိုနေတိုင်းတကြားလုံးကျွေးမယ်လို့ပြောကခေါင်းကိုပုတ်ပေးနေပါတော့တယ်။ဒီနေ့နောက်နေ့မနက်မှာတော့ဂုံမြောင်းကတညာလုံးကြောင်ပြီးသွင်းငွေတွေရှူမိပြီးတော့သတိမေ့ကခေါ်မရဖြစ်သွားခဲ့ပါတယ်။ ဲချိန်မှာပဲအဲဆုံရောက်လာပြီးတော့သူသမီးကိုနှိုးရင်းနဲ့ဒုံမြောင်းတုံးကလိုပဲတင်းကျပ်ကျပ်ဖတ်ထားလိုက်ပါလေအဲဆုံတယောက်ကဘာပြတ်မတက်ခံစားနေရပြီးတော့အဖြစ်ပြက်တွေကဒုံမြောင်းနဲ့အရန်ကိုစင်တူနေခဲ့တာပါအဲဆုံလည်းဖြူပြော့မေးလျော့နေတဲ့သမီးလေးကိုမြောင်းကြည့်ပြီးတော့တင်းနေဖက်ကအော်ငုံနေခဲ့ပါတော့တယ်ပြီးတော့အဲဆုံကသူသမီးကိုလုံးဝနှိုးမရတာသိပြီးတော့အသည့်စိတ်ကတ်သွားပါလေအဲကြောင့်အဲဆုံကအင်ရှင်နဲ့ကိုမြောင်းအခန်းကိုဆက်ထားတဲ့ခန်းတကားကိုမရမကအတင်းဖွင့်မာတော့တယ်ပြီးတော့အဲဆုံကဘာအောင်မှမမြင်တော့ဘဲ ဖုန်းစီသွားပြီးတော့ဂုံမြောင်ကာဗွန်မိုနောက်ဆိုက်ရှူမိထားတာကြောင့်လူနာတရင် ခေါ်လိုက်ပါတယ်။ပူစုံတို့ကတော့ကြောင်မီသွေးအနံ့တွေထောင်းထဲထွက်လာကြောင့်မကူညီပဲအရင်ပရင်းပေါက်ဖွင့်နေခဲ့တာပါ။အဲအချိန်ပူစုံတို့စီကိုဘတ်ချုံးစော့ကရောက်နေခဲ့ပါတယ်။ချုံးစော့ကပူစုံအဖေကိုလာတွေ့ပြီးတော့သူတို့နှောင်းရဲ့ကိစ္စကိုပြေလည်အောင်ညှိယူဖို့ရောက်လာခဲ့တာပါ။ဒါပေမဲ့တမီးစောကြောင့်ငိုပြီးတော့အကူညီတောင်းနေတဲ့အဲစုံနဲ့အခဲထဲမှာမိနေတဲ့ဂုံမြောင်ကိုမြင်ပြီးတော့ချုံးစော့လည်းစိတ်ပြောင်းသွားပါတော့တယ်။အဲနောက်မှာတော့ချုံးစော့ကဂုံပို့ပြီးတော့အမေကလိုက်ကဂုံမြောင်ကိုစေးရုံကိုပို့ရပါတော့တယ်။ ငငယ်ကလေးကအဲဆုံးကကိုမြောင်ကိုအချိန်ချင်းကဲတင်ခဲ့တာပါကိုမြောင်ငငယ်ကမမီမကန်းနဲ့အယုတ်လမ်းယူနေတဲ့ဗီဒီယိုပြုတ်ကြတာကြောင့်အဲဆုံးကပဲအချိန်မီကဲတင်ခဲ့ရပြန်ပါလေစပိန်စီးတဲ့ခါစားရွယ်တုန်းကလည်းအဲဆုံးအချိန်မမီတာကြောင့်ကွမ်ရှစ်ကိုလမ်းခေါ်ရင်းနဲ့ကဲခိုင်းပြန်ပါလေလည်းနေရွယ်ရောက်လာတဲ့ခါမှာတော့ကိုမြောင်ခေါင်းဘိုးပေါ်တက်ဆော်ရင်ပြုတ်ကြတာကြောင့်အဖေနဲ့မိကပဲအထီးခိုက်ခံပြီးတော့ကဲတင်ပေးခဲ့ပြန်ပါလေအခုလည်းကိုမြောင်ကိုအမေကပဲအချိန်ချင်းကဲတင်ခဲ့ရပြန်တာပါကြောင်မီးသွင်းငွေရှူမီးလို့မေးမျောနေတဲ့ကိုမြောင်ကတော့ဘာမှသိမှာမဟုတ်ပါဘူး သူနဲ့အဲဆုံးတယောက်အမေရလို့ဖြစ်လာပြီးတဲ့နောက်မှာသူကိုယ်တိုင်နဲ့သမီးကိုပူပန်စောနဲ့ရင်ဘတ်ကိုချိန်ချိန်ဖိကတပ်ပြင်းချရင်ဘာမှမဖြစ်အောင်စူတောင်းနေခဲ့ပါတော့တယ် okay ပါဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျဒီပိုင်းလေးရောဒီမှာခေတ္တခဏပြီးဆုံးသွားပါတယ်နောက်နေ့မှာအပိုင်းဆက်တွေဆက်ပြီးတော့ဇက်တိုက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးနောက်အကောင့်လုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်အောင်ကြောင်းပါခင်ဗျဒီ series ပြီးသွားလဲနောက်ထပ်ရုပ်ရှင်ကားကောင်းတွေလာမှာဖြစ်တဲ့အတွက်စောင့်မကြည့်ရှုဖို့လဲတပါးလေးဖိတ်ခေါ်ပါစီပြီးတော့ဒီနေ့မှာစာကနေစုံဒီလိုက်ပါကြည့်ရှုအားပေးခဲ့တယ်အချိန်ပေးခဲ့ကြပရိသတ်တယောက်ချင်းတိုင်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျကျွန်တော်အန်ခင်မူပါ